thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တရုတ်ကမြန်မာပြည်တွင်ငြိမ်းချမ်းရေးမှာဝင်ရောက်မဆက်ဖက်ရည်မူဝါဒကိုလက်ခံကျင့်သုံးနေတယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကမြန်မာပြည်တွင်ငြိမ်းချမ်းရေးမှာဝင်ရောက်မဆက်ဖက်ရည်မူဝါဒကိုလက်ခံကျင့်သုံးနေရရှိတယ်လို့အာနာသိန်းစစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စောမင်းထွန်းကမေလ12ရက်နေ့မှာထုတ်ပြန်ပြောဆိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမှာလေအိန္ဒိယချင်းကောင်ပီတာစွာတရုတ်နိုင်ငံကရက်တီ ထောက်ခံလျက်ရှိကြောင်းဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။ဒါအပြင်တရုတ်နိုင်ငံဟာပြည်ရင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးကောင်းတဲ့ဘက်ကရှုမြင်တယ်လို့ကောင်းတဲ့ဘက်ကနေပြည်ရင်းငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးနေတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကထောက်ခံအားပေးကြောင်းနဲ့မြန်မာပြည်သူလူထုလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာအရင်ကတည်းကတက်မတော်ရဲ့ဖော်ဆမှုနဲ့ရရှိခဲ့ပြီးအခုအချိန်မှာတော့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော် ါ်ဆောင်သွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ ဒါဝိမဲ့လည်းတရုတ်နိုင်ငံကအာဏာသိမ်းပြီးလေးနှစ်အကြာမှာစစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့ထောက်ခံပေးနေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုသိမ်းပိုင်ရရှိထားတဲ့ MNDA ကိုလာရှုမြို့မှပြန်လည်စုခွာပေးဖို့တရုတ်ကမြမပြည်တွင်ရေးမှဝင်ရောက်ဆွတ်ဖက်ကအတင်းအကျပ်ဖိအားပေးခဲ့ကြောင်းနဲ့တုံးသက်သူတွေကပြောဆိုထားပါတယ်။ထို့အတူမြမနိုင်ငံရေးအခင်းအကျင်းများမှတရုတ်ကဝင်ရောက်ဆွတ်ဖက်နေခြင်းနဲ့တော်လိုင်းတပ်ဖွဲ့များကိုတနည်းတဖုံဖိအားပေးခြင်းများရှိနေကြောင်းနိုင်ငံရေးတုံးသက်သူတွေကပြော ဆိုနေကြရလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တရုတ်သမ္မတက CMEC ကိုတွန်းအားပေးလို့ဖို့ပြောဆိုထားပြီးစစ်ကောင်ဆောင်ကနေမြေအများစုမှာစစ်ရှုံးနေတဲ့အကြောင်းတရုတ်သမ္မတထံရှင်းပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်သမ္မတရှီကျင်ပင်ကစစ်ကောင်ဆောင်ဖူးဆောင်မှုကြီးမြောက်လိုင်းနဲ့တွေ့ဆုံရမှာ၎င်းအာနာသိမ့်ပြီးနောက်ကြံကြာနေတဲ့ကီလိုမီတာ1900ရှိလျားတဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC တွန်းအားပေးလို့ဖို့ပြောဆိုခဲ့ပြီးစစ်ကောင်ဆောင်ကတော့နေမြေအများစုစစ်ရှုံးကိစ္စကိုထည့်သွင်းရှင်းပြ ခဲ့ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံမှာပြုလုပ်တဲ့ရင်းပြင်းဒီအပွဲကိုတွားရောက်ခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကအဲ့ဒီခီးစဉ်အတွင်းတရုတ်သမ္မတနဲ့တွေ့ဆုံခွင့်ရစဉ်နေမြေအများစုစစ်ရှုံးကိစ္စကိုထည့်သွင်းရှင်းပြခဲ့ပြီးတရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့လုံခြုံရေးအာမခံခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံကဖြစ်ပေါ်တိုးတက်မှုအခြေအနေများမှာအကြံပြင်ကျွန်တော်ရှင်းပြခဲ့ပါတယ်။နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်ကြံအကောင့်ထည့်ပေါ်မြင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖြစ်ခဲ့တယ်လို့စစ်ကောင်းဆောင်ကဝါရဖြန့်မီဒီယာကိုပြောပါတယ်။ လက်ရှိမှာစစ်ကောင်းဆောင်ဦးဆောင်တဲ့စစ်ကောင်းစီကခုခံတော်လှန်မှုတွေကြောင့်နိုင်ငံတော်မျိုးပေါင်းများစွာနဲ့စစ်ဌာနချုပ်ပြူဟာကုံတက်စကန်များကိုလက်လွတ်ဆုံးရှုံးထားရပြီး၎င်းတို့ရုံဆိုင်ရာနေပြည်တော်တွင်စည်ရေးချင်းချောက်ခံရတာကြောင့်တရုတ်ထံအကူအညီတောင်းတိုင်ကြားခြင်းမျိုးဖြစ်နိုင်ကြောင်းနိုင်ငံ၏သုံးသပ်လိလာသူတအုပ်ကသုံးသပ်ပြောဆိုပါသည်။ တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်အရမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုများကိုနတ်ဆိုင်စွာဆောင်ရွက်ပြီးတရုတ်မြန်မာစီးပွားရေးစင်းကြံရဲ့အရေးကြီးတဲ့စီမံကိန်းများတိစမှုကိုအဆက်မပြတ်တွန်းအားပေးလှုံ့ဆော်ရမယ်လို့တရုတ်သမ္မတကပြောဆိုကြောင်းသိရပါတယ်။စစ်ကောင်ဆောင်ကအာနာသိမ့်ပြီးနောက်တရုတ်ပါဝိုင်းအာနာရှင်နိုင်ငံတချို့ရဲ့ထောက်ခံကူညီမှုရရှိခဲ့တော့လေတရုတ်သမ္မတနဲ့တွေ့ဆုံခွင့်ရမှုကယခုအချိန်ပထမဆုံးဖြစ်ပြီးအဲ့ဒီမတိုင်ခင်တရုတ်အစိုးရတာဝန်ရှိသူတွေကလည်း CMEC နဲ့စီမံကိန်းများအကောင့်ထည့်ပေါ်ဖို့တိုက်တွန်းမှုတွေရှိ ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တရုတ်သမ္မတကမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများရဲ့ဘေးကင်းလုံခြုံမှုကိုတည်ကြားအာမခံပေးဖို့အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုစတဲ့နေဆက်ဖြတ်ကျော်ပြမှုကျူးလွန်မှုတွေကိုလည်းတိုးမြင့်တိုက်ဖြတ်သွားဖို့မျှော်လင့်နေလို့စစ်ကောင်ဆောင်ကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။အလားတူစစ်ကောင်ဆောင်ကလည်းမြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနဲ့ဝန်ထမ်းများရဲ့ဘေးကင်းလုံခြုံမှုကိုတက်ဆွမ်းသမျှအာမခံပေးသွားမှာဖြစ်ပြီးယခုနှစ်ကောင်မှ၎င်းပြုလုပ်ရန်ပြင်ဆင်နေတဲ့လူမှုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲအိစာကိုပါထည့်သွင်းပြောဆိုခဲ့ကြောင်းဘွာရာဖြန့်မီဒီယာရင်းရဲ့ထုတ်ပြန်ကြံရသိရပါတယ်။ အရင်ကပြောဆိုထားတဲ့အချက်တွေကိုခေါင်းဆောင်ပိုင်းကထပ်အတည်ပြုတာပါပဲ2023ခုနှစ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးခီးစင်ကလေးကတရုတ်သဘောထားအထိုင်းပြန်ချခဲ့တဲ့နေပြည်တော်ကိုရက်တီပေးခဲ့တယ်မြန်မာကိုမလုံရမဲ့စည်းရီတားတယ်လို့စင်ရေးကိက္ခတ်တုံးကသတင်းဌာနကပြောပါတယ်အဆိုပါ CMEC ကတရုတ်သမ္မတ2023ခုနှစ်ကစတင်ကြီးညာခဲ့တဲ့ခေတ်သစ်ပိုလန်မှာအစီအမံ BRI ရဲ့အစိပ်ပိုင်းတရက်ဖြစ်ပြီးယူနန်ပြည်နယ်ရှိကုမင်းမြို့နယ်မြန်မာနိုင်ငံရှိစီးပွားရေးချက်ချာမြို့များဖြစ်မူစင်မန် တလီရန်ကုန်ကြောင်ဖြူတို့ကိုချိတ်ဆက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်စီးပွားရေးစင်းကြံတခြားမှာလည်းအထူးစီးပွားရေးဆောင်စိတ်ကန်းအစင်းမြင့်နေဇက်ကိန်ကုံလောင်ယုံစက်မှုဆောင်များကုန်စီတန်ယူရေးလမ်းကြောင်းများတိဆောက်သွားမှာဖြစ်တော့လေစီးရေးအခြေအနေကြောင့်လက်ရှိဖော်ဆောင်များကြန့်ကြာလျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စမ်းချောင်းမြို့နယ်မဟာမြိုင်ရဲရိတ်သားကိုလက်ပစ်ပုံနဲ့တိုက်ခိုက်ပြီးပုံပေါက်ကွေးတန်ကိုစမ်းချောင်းမှပြည်သူများစုကြားသိရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မဟာမြိုင်ရဲရိတ်သားကိုလက်ပစ်ပုံနဲ့ပြစ်ခတ်ဖောက်ကွဲတိုက်ခိုက်ခဲ့တယ်လို့ Freelance Attacks for FNL မှာတာဝန်ရှိသူတောင်းကသတင်းဌာနကပြောကြားပါတယ်။မနေ့ကမေလ17ရက်နေ့ည8:00မိနစ်40ကစမ်းချောင်းမြို့နယ်မဟာမြိုင်ရဲဝန်အတွင်ကိုရန်ကုန်မြို့ပြပြောင်ကြားရဲဘော်တွေကလက်ပစ်ပုံနဲ့ပြစ်ခတ်ဖောက်ကွဲတိုက်ခိုက်ရာရှေးတန် ရရဲ့ထိတ်ဆုံးခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးထိခိုက်မှုအခြေအနေကိုစုံစမ်းနေစဉ်ဖြစ်ကြောင်းသိရပါတယ်။ထိခိုက်မှုအခြေအနေအသေးစိတ်တော့မသိရသေးပါဘူးစုံစမ်းနေစဉ်ပါပဲ။ရဲဘော်တွေကတော့ဘေးကင်းလုံခြုံတဲ့နေရာရောက်နေပြီလို့ Freelance Attack Force FLE မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ စံကြောင်းမြို့နယ်မှာပြည်သူများစုကလည်းမနေ့ကည၈နာရီမိနစ်40ဝန်းကျင်အချိန်စံကြောင်းမြို့နယ်အောင်တပြေလမ်းမနီးမှာပောက်ကွဲတန်းကျေလောင်စွာကြားရကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အုံးဆိုတဲ့အတန်အကြီးကြားရတဲ့ကားဘိန်ပောက်တာလို့လို့ transformer ပောက်တာလို့လို့ပဲလို့ပြောကြတာပုံပောက်တာလားပေါ့ရန်ကုန်မှာပုံပောက်တယ်မကြားရတာကအတော်ကြာပြီဆိုတော့လေလို့စံကြောင်းမြို့နယ်ကျွန်းတော်လမ်းမနီးထိုင်သူပြည်သူတောင်းကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို freelance attack force FNL နဲ့ anonymous fighter 4 AFF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။မြို့ပြပျောက်ကြားအင်အားစုတွေအနေနဲ့ရန်ကုန်မြို့ပြအတွင်းအများပြည်သူလူထုနဲ့အတူလျှို့ဝှက်စွာရှိနေဆဲဖြစ်ပြီးစစ်စင်ရေးများကြောင့်အများပြည်သူများအနေနဲ့စိတ်အနှောင့်အယှက်တစုံတရာဖြစ်ပေါ်ခဲ့ပါကနားလည်ခွင့်လွှတ်ပေးကြဖို့ပြည်သူရဲဘော်များပြီးပြီးအနုအညွတ်တောင်းပန်အပါအကြောင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးစီဘီအဖွဲ့ကိုတက်မတော်တင်ရက်ဖြင့်တိုးမြင့်ဖွဲ့စည်းသွားမယ်လို့ချင်းညီနောင်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်စီဘီအဖွဲ့ကိုချင်းပြည်နယ်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ ို့မိုခိုင်မာကျစ်လက်သောတက်မရော်တီရဲ့ Standard Army အဖြစ်တိုးမြင့်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းချင်းညီနောင်တာဝန်ရှိသူတွေကတရားဝင်ထုတ်ပြောကြလိုက်ပါတယ်။ချင်းပြည်နယ်လွမြောက်နေမြေတနေရာမှာအီဘီလာ26ရက်မှ29ရက်ထိကျင်းပတယ်။မြေပြင်အစည်းအဝေးမှာအဲ့ဒီလိုသဘောတူချမှတ်ခဲ့တာဖြစ်ပြီးအဆိုပါအစည်းအဝေးပွဲကိုချင်းညီနောင်ဖွဲ့ဝင်39ဦးတက်ရောက်ခဲ့ကြောင်းချင်းညီနောင် COC ချုပ်ထန်းချုံးဖေကသတင်းဌာနကိုပြောပါတယ်။အဆိုပါမြေပြင်ဆွေးနွေးပွဲမှာသဘောတူဆုံးဖြတ်ချက်တွေဖြစ်တဲ့ Standard Army ဖွဲ့စည်းအပါအဝင်အချက်လေးချက်ပါဝင်တဲ့ ထုတ်ပြန်ချက်တစ်ခုကိုချင်းညီနာဖွဲ့ကမနီကမေလ17ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်တို့စုစည်းမှုတွေက one common one army ဖြစ်လာဖို့အရေးကြီးတယ်။ဒါကိုကနအုပ်အနေနဲ့တဆင်ချင်းတဆင်ချင်းလုပ်ရမယ်လုပ်ငန်းတွေရှိတယ်။ဒါတွေကိုချက်မှတ်နိုင်ခဲ့တယ်။စစ်လက်ခိုင်မာတဲ့တပ်တခုဖြစ်လာမှာကျွန်တော်တို့ပြည်သူလူထုနဲ့နေမျိုးကိုကာကွယ်နိုင်မှာလို့စေဦးစည်းချုပ်ထန်းချုံဖင်ကပြောကြားပါတယ်။ထိန်းချုပ်နေမျိုးများတည်တံ့ခိုင်မြဲရေးတရားဥပဒေစိုးမိုးရေးဆက်လက်ပြီးတပ်ပွဲများမဖြစ်ပေါ်လာရေးစစ်လက်တော်တပ်ပွဲတခုလိုအပ်တာကြောင့်စူးစမ်းတည်ဆောက်နေရလို့၎င်းကဆိုပါတယ်။ အဆိုပါတက်မတော်တင်ရပေါ်ပေါက်လာဖို့အတွက်လက်ရှိချင်းညီနောင်ဖွဲ့ဝင်တပ်ဖွဲ့6ဖွဲ့ကပုံမှုကျင့်တဲ့တက်များဖြစ်အောင်ဖွဲ့စည်းပြီးရင်နောက်၎င်းတပ်ဖွဲ့များပေါင်းစည်းကအမည်နာမှာဒေသများစွာ ဆွန်လော့ပြီးတမျိုးသားလုံးနဲ့ဆိုင်တဲ့အမည်တစ်ခုနဲ့တက်မတော်တင်ရဖွဲ့စည်းဖြစ်ကြောင်းချင်းညီနာပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကလည်းသတင်းဌာနကိုပြောပါရယ်ချင်းပြည်နယ်မှာချင်းညီနာဖွဲ့နဲ့သဘောထားကွဲလွဲနေတဲ့ချင်းလန်းကောင်စီစီစီတပ်ဖွဲ့ဝင်များနဲ့လည်းဆွေးနွေးညီနာမှုတွေရှိနေပြီးနိုင်ငံရေးအရသဘောတူညီမှုတွေကိုရရှိပြီးရဲ့နောက်တဖြည်းဖြည်းတက်များချိတ်ဆက်ပူးပေါင်းရေးကိုဆောင်ရွက်သွားမှာဖြစ်ကြောင်း၎င်းကဆိုပါရယ်ချင်းအမျိုးသားစီလုံးညီညွတ်ရေးနဲ့အနာဂတ်ပြည်သူတရလုံးကိုကိုးစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်ဓာတ်တူညီများ ားခြင်းတရားမျှတခြင်းကိုယ်ကံကျမကိုဖန်တီးနိုင်ခြင်းအစရှိရေဒီမိုကရေစီစံနှုန်းများပါဝင်တဲ့ချင်းညီနောင်ရဲ့ TOR အတိုင်းဆက်လက်အကောင့်ထည့်ဖော်သွားမှာဖြစ်ကြောင်းမေလ17ရက်မှာဖော်ပြပါရယ်ဒါအပြင်ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးများနဲ့ဆက်လင်းပြီးစစ်ရေးနိုင်ငံရေးလူမှုစီးပွားရေးမူဝါဒများရေးဆွဲနိုင်ဖို့အတွက်အခြေခံသဘောတူညီချက်များဒီအစည်းအဝေးပွဲမှာသဘောတူချမှတ်နိုင်ခဲ့ကြောင်းသိရပါရယ်